မလေးရှားနိုင်ငံကွာလာလမ်ပူကွန်ဘေးရှားဘဟုဌာန KLCC မှာအော်တိုဘန်26ရက်မှ28ရက်ထိကျင်းပမယ်49ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုမြန်မာနိုင်ငံမှစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုင်းတက်ရောက်မှာမဟုတ်တဲ့အကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထပ်မံအတည်ပြုတယ်လို့မလေးမီသတင်းမှာဖော်ပြထားပါတယ်စစ်ကောင်းဆောင်အနေနဲ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်တဲ့အာဆီယံဘုံသဘောတူညီချက်5ရပ်ကိုခိုင်မာစွာလိုက်နာရန်ထပ်လောင်းပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်အာဆီယံစည်းဝေးကို စစ်ကောင်းဆောင်မင်းအောင်လိုင်းတက်ရောက်မယ်လို့စစ်တပ်အားပြီးမီဒီယာများမှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖော်ပြခဲ့ကြတော့လေယခုခါဖိတ်ကြားခံရခြင်းမရှိဘူးလို့သိရတာဖြစ်ပါတယ်။အလားတူရုရှားသမ္မတဗလာဒီမာပူတင်ကလည်းအာဆီယံအစည်းအဝေးကိုတက်ရောက်မှာမဟုတ်ကြောင်း၎င်းကိုယ်ဆောင်ဒုတိယဝန်ချုပ်ကြီးအလက်ဇန်ဒားနိုဘက်တက်ရောက်မှာဖြစ်တယ်လို့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာတိုင်ပြီးပြည်တွင်းပြည်ပသတင်းစာဆရာနာနဲ့မီဒီယာရှင်းတဲ့ဘက်မှာအန်ဝါအီဘရာဟင်ကပြောကြားခဲ့တာဖြစ်ပါတယ်။ အော်တိုဘာ26ရက်မှ28ရက်ထိ၃ရက်ကြာကျင်းပမယ့်ထိပ်သီးအစည်းအဝေးကအာဆီယံအဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များနဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာထင်ကြီးခေါင်းဆောင်များရဲ့အကြီးအမားဆုံးတွေ့ဆုံပွဲ ဖြစ်မယ်လို့မျှော်လင့်ထားပါတယ်။ထိပ်သီးအစည်းအဝေးမှာအခြားသောဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်၍ကြီးထွားလာနေတဲ့နိုင်ငံဖြတ်ကျော်ချိန်ချောက်မှုတစ်ခုဖြစ်တဲ့လက်ဆက်ဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုပြဿနာအားကင်တွေဖြစ်ရှင်ဖို့အာဆီယံခေါင်းဆောင်များကြားပုံမအားကောင်းတဲ့စုပေါင်းမှုကိုကြိုးပမ်းနေတယ်လို့အန်ဝါကဆိုပါတယ်။ ဒီပြဿနာတွေကိုနိုင်ငံဒေသဆိုင်ရာအစည်းအဝေးတွေမှာအာမခံချက်ပေးထားပြီးဒေသတွင်းတည်ငြိမ်ရေး၊ကျန်းမာရေး၊စီးပွားရေးနဲ့တာယာဝါပြောရေးတို့ကိုထိခိုက်စေတဲ့အတွက်ဒီထိပ်သီးအစည်းအဝေးမှာထပ်ပြီးတင်ပြသွားမှာပါလို့လည်း၎င်းကဆိုပါတယ်။ဝန်ကြီးချုပ်ကအာဆီယံထိပ်သီးအစည်းအဝေးအတွင်းကုန်သွယ်ရေး၊ဒေသတွင်းလုံခြုံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစသည်တို့ကိုကမ္ဘာကောင်းဆောင်အများပြားနဲ့အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ရန်မျှော်လင့်ထားကြောင်းလည်းတည်င်းမှာဖော်ပြထားပါတယ်ခင်ဗျာ။ မြန်မာရှိဂျားဖြန့်လုံငန်းများမှာ Starlink စပောင်း2500ကိုပိတ်ပင်ခဲ့တယ်လို့ SpaceX ကုမ္ပဏီထုတ်ပြန်လိုက်တဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။ Online နဲ့လည်းမို့လောက်ကင်နေတဲ့ရာဇဝတ်ကိုင်းများမှာဂျိုရူအင်တာနက်ဝန်ဆောင်မှုများအသုံးပြုခြင်းမြင့်တက်လာတဲ့ဆိုတဲ့သတင်းတွေကြောင့်မြန်မာဂျားဖြန့်စင်တာများမှာရှိတဲ့ Starlink စပောင်း2500ကျော်ကိုပိတ်ပင်ခဲ့တယ်လို့ SpaceX ကုမ္ပဏီကထုတ်ပြန်ခဲ့ပါတယ်။ဂျားဖြန့် Online လုံငန်းမှုများမှာမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအရှိန်အဟုန်နဲ့တရှိလာပြီး Elon Musk ပိုင်ဆိုင်တဲ့ဂျိုရူကွန်ရံမှတစ်ဆင့် စတားလင်းဆက်တွေကိုတက်စင်ကအင်တာနက်အသုံးပြုလိမ့်လည်လာခြင်းလည်းဖြစ်ပါတယ်။အထူးကျေးဇူးကြီးမားတဲ့တူညီတဲ့ဤပညာဟာလည်းအလွဲသုံးစားလုပ်နိုင်တဲ့အန်ဒီရရှိတယ်။အကြမ်းဖက်မှုလို့သတ်မှတ်နိုင်တဲ့ဖြစ်တော့ဖြစ်ခဲ့အခြေအနေတစ်ခုဆိုရင်ကျွန်တော်တို့ကဘာတော်မှာရှိတဲ့တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ပူးပေါင်းတာလိုမျိုးတင့်တော်တဲ့ရည်ရွယ်မှုတွေကိုဆောင်ရွက်သွားပါမယ်လို့ Starnet လုပ်ငန်းလေဗယ်ရီဒုဥက္ကဋ္ဌ Lauren Dreyer ကပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာတရုတ်ရာဇဝတ်ကိုင်းများရဲ့ဂျားဖြန့်လုပ်ငန်းများကနိုင်ငံအနှံ့အပြစ်တွေနေပြီးအထူးဖြင့် ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ရှမ်းမြောက်ဒေသမြောက်ရီဖျားသုံးစုစတဲ့ဒေသတွေဟာကြားဖြတ်လုပ်ငန်းခွင်များအခြေစိုက်ကြောင်းအမိထင်ရှားတဲ့ဒေသများလည်းဖြစ်ပါတယ်။ဒါပြင်စစ်ကော်မရှင်ကလည်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KKPET online လိမ်လည်မှုစင်တာကိုဝန်ရောက်စီးနှင်းကစတားလင်းစက်တွေကိုသိမ်းဆီးခဲ့ကြောင်းပြည်ခရက်ရပိုင်းကပဲလိမ်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်။မြန်မာစစ်ကောင်စီရဲ့တူယောင်ရွေးကောက်ပွဲကိုဖြစ်ဖြစ်သွားတာပဲချဖို့အာဆီယံအဖွဲ့ကိုကုလကျွမ်းကျင်သူတိုက်တွန်းလိုက်တဲ့တဲ့မှာ ်ဆေးဥချိုရေးခိုင်မာစွာမြင့်တွယ်စေပြီးနိုင်ငံတကာဖိအားလျော်ပါစေဖို့ပုံဖော်ထားတဲ့တရားမဝင်ရွေးကောက်ပွဲကျင်းပမယ့်မြန်မာစစ်တပ်ရဲ့အစီအစဉ်ကိုအာဆီယံခေါင်းဆောင်တွေကပြည့်ပြည့်စုံစုံပယ်ချရမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအစီအစဉ်ခန်းစားတင်ပြသူတောမက်အင်ဒူကပြောပါရယ်မြန်မာအရေးနဲ့ပတ်သက်လို့အာဆီယံဖွဲ့ဟာရှေ့မတိုးတာနောက်မဆုတ်တာအခြေအနေဖြစ်ခဲ့တယ်လို့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ၎င်းကပြောပါရယ်မြန်မာစစ်အုပ်စုဟာလုံခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်၅ရက်ကိုပြည့်ပြုနေပါတယ်။ထောင်နဲ့ချီတဲ့နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းချခံရဆဲဖြစ်ပြီးလွတ်လပ်စွာထုတ်ပေါ်ပြောဆို권နဲ့ရေးသားခွင့်ဖိနှိပ်ခံရကောင်းအရက်သားတွေကိုစစ်တပ်ကဆက်လက်တိုက်ခိုက်နေပေမဲ့အာဆီယံအဖွဲ့ထံကနေအတူရောင်ရွေးကောက်ပွဲကိုတရားဝင်မှုလိုလားပါတယ်လို့သူကဆိုပါတယ်။စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုမှုဟာမြန်မာနိုင်ငံကိုနောက်ပြန်ရောက်စေပြီးတရားမျှတမှုကိုမကာကွယ်နိုင်ဖြစ်စေပြီးရွေးကောက်ပွဲကိုစောင့်ကြည့်လေလာသူတွေဆေလွတ်တာအပါအဝင် စစ်ကောင်မရှင်ကိုတရားဝင်မှုပေးနေတဲ့လုပ်ရက်တွေကိုအာဆီယံခေါင်းဆောင်တွေကရှောင်ကျဉ်ရမယ်လို့၎င်းကပြောပါတယ်။စစ်တကောင်အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်မှုတွေကျူးလွန်နေပြီးနိုင်ငံရေးခေါင်းဆောင်တွေထိမ့်သိမ်းခံရကောင်လွတ်လပ်မှုတွေပြတ်သုံးနေတဲ့အချိန်ကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အများယုံကြည်လက်ခံနိုင်မှုမရှိနိုင်ပါဘူးလို့ဒွန်အန်ဒရူးကဆိုပါတယ်။တာဝန်ခံမှု စစ်အုပ်စုရဲ့အကြမ်းဖက်မှုအဆုံးသတ်ရေးတပ်ဆိုင်သူအားလုံးနဲ့နိုင်ငံရေးဆွေးနွေးမှုလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်တောင်းဆိုခြင်းအပြင်အာဆီယံအဖွဲ့ကိုခေါင်းဆောင်မှုပြသဖို့မြန်မာပြည်သူတွေကမျှော်လင့်နေတယ်လို့လည်းဆိုပါတယ်စစ်အုပ်စုကဘုံသဘောတူညီချက်၅ရပ်ကိုချိုးဖောက်ကြောင်းဝန်ခံဖို့နဲ့စစ်ကောင်မရှင်တာဝန်ရှိသူတွေကိုမြန်မာနိုင်ငံကိုကိုးစားပြုပြီးအာဆီယံထိပ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်မပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေအရက်ဖက်အဖွဲ့တွေမြန်မာပြည်သူတွေကိုကိုးစားပြုတဲ့ ရေးပါတဲ့ပါတီတွေနဲ့ထိတွေ့ဆက်ဆံဖို့ဒွန်ဒရူးကအာဆီယံအဖွဲ့ကိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဒေသနာရပ်ဖက်အဖွဲ့အစည်းတွေမှတစင်းနေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီထောက်ပံ့တာပါဝင်အကူအညီလိုအပ်နေတဲ့ပြည်သူများအားလုံးထံစာနာမှုအကူအညီပေးအပ်ခွင့်ပြုဖို့ကိုလည်း၎င်းကတောင်းဆိုခဲ့ပါတယ်။မြန်မာပြည်သူတွေဟာလွတ်လပ်မှုနဲ့လူ့ခွင့်ရတိုက်ပွဲမှာအထင်ကြီးလောက်ပဲတတိရှိမှုကိုဆက်လက်ပြသနေပါတယ်။သူတို့လိုအပ်တာလုံဆောင်ချက်ဖြစ်ပြီးစကားလုံးတွေမဟုတ်ပါဘူးလို့လည်းဒူအန်ဒရူးကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ မင်းအောင်လိုင်းရဲ့အာဏာသိမ်းခဲ့မှုနဲ့အတူစစ်ပွဲများစီးပွားရေးကျဆင်းလာမှုမတည်မငြိမ်ဖြစ်လာမှုများ၄နှစ်ကျော်ကြာလာတော့လေမြည်သည့်နယ်ပယ်မှာမှတိုးတက်မှုအရေးရောမပြနိုင်ခဲ့တော့ညာလေဆရာသမားဖြစ်သူဗိုလ်တန်းရှူရဲ့ထုံနှလုံးမှုက၎င်းရဲ့အဖွဲ့ကိုနိုင်ငံတော်လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကော်မရှင်လို့အမည်ပြောင်းကောင်စိတ်ချမဲ့ငွေရန်ဗိုလ်ချုပ်တွေကိုအနာဝင်ရစေပြီး၎င်းရဲ့အုပ်ချုပ်မှုကိုခိုင်မာတစ်ထက်ခိုင်မာအောင်အင်္ဂရီလောင်းလာခဲ့ပါတယ်မဲအောင်လိုင်းဟာမြည်သည့်ပြည်ထောင်စုကိုမျှမဖြေရှင်းနိုင်ခဲ့တော့လေ နိုင်ငံတကာကိုလဲစားနိုင်ဖို့နဲ့၎င်းတို့ရဲ့တမာချမ်းစာဖြစ်တဲ့2008ဆောင်းစင်းကြီးစေစားရာအတိုင်းအရေးပေါ်အခြေအနေကို ရုပ်သိမ်းပေးလိုက်ရပါတယ်။သို့တော့ပြည်သူများအတွက်ကတော့အခြေအနေများပိုပြီးဆိုးဝါးလာခဲ့ပါတယ်။အဲဒီနောက်နှစ်ပတ်ကျော်ကြာဩဂုတ်လ16ရက်နေ့မှာတော့၎င်းတို့ရဲ့ထားအနေစီယာသွားရွေးကော်မှာမြို့နယ်ပေါင်း330နန်း284မြို့နယ်မှာနှစ်တုပ်ခွဲပြီးရွေးကော်ပွဲလုပ်သွားမယ်လို့ကြေညာလာခဲ့ပါတယ်။မြောက်လိုင်းဟာအခြေအနေမှန်ကိုသုံးသပ်နိုင်စွမ်းမရှိရတော့မဟုတ်လက်ရှိပြဿနာများကိုမြည်တုံများမဖြေရှင်းပဲ ဆက်ပြီးမျက်နှာပြောင်တိုက်၍မရတော့ပဲတရုတ်အားမျက်နှာချိုသွေးနိုင်ဖို့နဲ့ပြည်တွင်းရှိမကြေမနက်ဖြစ်လာသူများအောင်တခုခုဖြစ်လာလို့အတိမတ်ပြုတ်ခရရလို့မလုံးပေးနိုင်ဖို့ရွေးကောက်ပွဲလှုပ်ဆက်ကိုဆင်လာခြင်းပဲဖြစ်ပါတယ်။၎င်းရဲ့ဒီမိုကရေစီရွေးကောက်ပွဲဆိုတဲ့အားလည်းဒီမိုကရေစီလမ်းကြောင်းမှာသွေးဖီလာနေတဲ့အိန္ဒိယမှာလွဲ၍ကမ္ဘာပေါ်ရှိမြေတီဒီမိုကရေစီနိုင်ငံကမှအတိမတ်မပြုတ်ပဲဝိုင်းဝန်းရှုတ်ချလာကြပါတယ်။မင်းအောင်လိုင်ကထွက်ပေါ်လာမဲ့ရွေးကောက်ပွဲကို ၎င်းအထွတ်စိတ်ချစေဖို့နဲ့ခင်းထားသောဇညောတိုင်းဆက်ပြီးကပြကြရန်စစ်ဘက်မှဗိုလ်ချုပ်ကြီးတူဒုဗိုလ်ချုပ်ကြီး6ဦးအပါအဝင်အရာရှိအရာခံ489ဦးကို၎င်းတို့ရဲ့လက်ဆွဲချမ်းဖို့ပါတီတို့ကိုယ်စားလှယ်လောင်းဖြင့်ထည့်သွင်းလိုက်ပြန်ပါတယ်။2015မှာတမရဦးသိန်းစိန်လက်ထက်လက်မှတ်ရေးထိုးထားပြီးယခုအခါပြားလိုက်တဲ့ထဲထား၍သာခိုင်ခန့်နေတော့လေအ내တာရမဲနေပြီဖြစ်တဲ့နိုင်ငံလုံးဆိုင်ရာဖြစ်ခဲ့ရစေးစာချုပ်ကိုလည်း10နှစ်မြောက်ဆိုကအပြင်သို့ထုတ်ပြလာပါတယ်။ အခွင့်အရေးချောင်းနေသူများမှာပေါ့ရခိုင်လက်မှတ်ရေးထိုးထားသူအများစုကလက်မခံကြတော့ဘူးလို့ဆိုပါတယ်။တရုတ်ကလည်းမြန်မာပြည်တွင်းစစ်မှာမြေသူများပြက်ပြက်သားသားအနိုင်မရရှိစေဖို့အီရန်အီရတ်စစ်ပွဲမှာအမေရိကန်တို့လုပ်ခဲ့သလိုနှလန်းသွားပုံစံနဲ့ချင်းကပ်နေပါတယ်။သို့မှလည်း၎င်းတို့ရဲ့အကျိုးနဲ့တရုတ်တို့လုပ်ချင်နေတဲ့ယူနန်မှအာမန်ပင်လယ်သို့ထွက်ပေါက်ရစေမယ့်လမ်းမကြီးကိုဆက်လုပ်သွားနိုင်မှာလည်းဖြစ်ပါတယ်။လက်ရှိမှာ၎င်းတို့မီးစိမ်းပြခဲ့မှုကြောင့်စတင်ခဲ့တဲ့ တစင်နဆက်ခွန်ဆစ်စင်ရေးဟာမကြုံစဘူးအောင်မြင်သွားကြတဲ့အတွက်ရခိုင်အနေအထားတိုင်းပြန်ရောက်စီဖို့လုံးပန်းလာနေပါတယ်။ရင်းနဲ့အတူပြည်သူ့ရဲ့တော်လှန်ရေးကလည်းအရေးကြီးတဲ့လမ်းဆောင်လမ်းကွာသို့ရောက်လာခဲ့ရပြီးစစ်အုပ်စုရဲ့တပန်းကောင်းပြန်ထောင်လာမှုနဲ့တရုတ်ရဲ့ကမူးရှူရိုးဆွတ်ဖက်လာမှုတွေကိုတံပြန်နိုင်ဖို့စီးလုံးညီညွတ်မှုတိစောက်ပေးနိုင်မဲ့ခေါင်းဆောင်မျိုးကိုအပူတပြင်းတောင်းတလာကြပါတယ်။စစ်အုပ်စုဟာအချင်းပြတ်ချစားမှုများစိတ်သက်ချစင်းလာမှုများအခြားအကွဲပြက်တွေကြောင့်မျောလင့်ထားသလိုပြိုလဲမသွား၍ ၎င်းတို့အားရင်ဆိုင်နိုင်ဖို့ရခင်လိုဆက်သွားနေရမဖြစ်တော့ပဲစစ်အာဏာရှင်လက်အောက်မှာအပြီးပိုင်လွတ်မြောက်နိုင်ရင်တိရက်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိရေးတို့အတွက်မိမိတို့ဘက်မှတစည်းတစ်လုံးယက်တည်သွားမှာသွေးစည်းကြမှာဖြစ်တော်မယ်ဆိုတာကိုသိမြင်လာကြပြီဖြစ်ပါတယ်ဤဒီကိုကောင်းထဲဖော်နိုင်ဖို့ NUG နဲ့အီအောင်များမှတာဝန်ရှိလာပြီးလက်ရှိမှာတော့အင်အားကြီးမတဲ့အီအောင်များကညှို့ဖို့လိုအပ်တယ်လို့ပြောနေတဲ့အဆင့်မှသာရှိနေပါတယ်အီအောင်များက တရုတ်ရဲ့ဖိအားပေးတောင်းဆိုမှုတွေကိုလိုက်ရောမယ်ဆိုကောင်စေအုပ်စုခေါင်းထောင်လောက်အောင်လှုပ်ပေးတာနဲ့အတူတူ ဖြစ်လိမ့်မယ်လို့ဆိုပါတယ်စေအုပ်စုကပြည်သူများအတွင်းစိတ်ဓာတ်များကြားဆင်းလာပြီးအာမတန်မန်လျှော့လာစီဖို့ရဲရဲစက်စက်အကြမ်းဖက်ကဗတ်ပေါင်းဆောင်ကြက်တဲလောက်အောင်ရည်ရွယ်လုံးဆောင်နေခြင်းဖြစ်ပြီးပြည်ထောင်များဟာလည်းရန်ပုံငွေရရှိနေမှုညော်နေလာနေပြီဖြစ်ပါတယ်တစ်ဖက်မှာပြည်သူများယုံကြည်အားကိုးလောက်တဲ့စီကံတကြနဲ့ညီညွတ်တဲ့တပ်ပေါင်းစုကြီးထွက်ပေါ်လာဖို့လိုအပ်တယ်လို့တစ်ဖက်မှာ NUG အနေနဲ့ ဘေဂျင်းနဲ့ဝါရှင်တန်အားတုံတုံတိုက်တိုက်ဆက်ဆံသွားဖို့လိုတယ်လို့ဆိုပါတယ်ထို့သောတပ်ပေါင်းစုကြီးထွက်ပေါ်လာပါကတရုတ်မှာဆေးဥစုထက်စာရင်ပိုပြီးအားကိုးနိုင်သူများဖြစ်ရှုမြင်လာနိုင်ပြီးအမေရိကန်နဲ့လည်းအွန်လိုင်းရာသွေးမှုများမိုးရစေဝါကဲ့သို့၎င်းတို့လုံခြုံရေးကိုထိခိုက်စေတဲ့ပြဿနာများကိုဆွေးနွေးနိုင်မှာဖြစ်ပါတယ်ဒုဗိုလ်ချုပ်ကြီးဂွမ်မွန်နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့နှုတ်စလုံးကညီညွတ်ကြဖို့လိုသည်စကားရနဲ့မဟုတ်ဘဲအလုံးနဲ့တက်တည်ပြဖို့လိုတယ်လို့ပြောခဲ့ကြပါတယ်သို့တော့၎င်းတို့နှုတ်စလုံးက NUG ကိုကြည့်အပြစ်ဖို့ရမှာပဲအတိတ်ကတန်ရာတန်းချက်များနဲ့မယုံကြည်မှုများကြောင့်လည်းဖြစ်တယ်လို့ပြောခဲ့ကြပါတယ်။အားလုံးစုပေါင်းညီညွတ်မှသာတော်လိုင်းအပေါ်နိုင်ငံတကာကတတိတစသဘောထားလာကြမှာဖြစ်ပြီးမိမိတို့နိုင်ငံအားလည်းကိုကျိုးရှာပြည်ပနိုင်ငံများရဲ့စေစားကြိုးကင်လာမှုမှရုံထွက်လာနိုင်မှာဖြစ်ပါတယ်။ NUG အရာအဝများစုပေါင်းကောင်းဆောင်မှုနဲ့တော်လိုင်းအကောင်စီကိုဖွဲ့စည်းကြရတော့မှာဖြစ်ပါတယ်။ ။ဤဒီကလည်းလွတ်လပ်ခွင့်နဲ့တရားမျှတမှုရရှိရေးခရီးရှည်ကြီးခြိတက်နေရစေဖြစ်တဲ့မြန်မာပြည်သူများရဲ့အတောင့်တဆုံးဆန္ဒလည်းဖြစ်တယ်လို့ဆိုပါရစေ။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စေမောက်ချအောင်ရမည်။